ကလေးတွေဒေါသထွက်ရင်အမေတို့ဘလို့တုံပြန်တင်လဲကလေးသူကုဆရာဝန်ရဲ့တိတ်ဆိတ်ခြင်းနည်းပြဟာ silent strategy ချစ်ခင်ရပါတော့မိဘများခင်ဗျာကလေးငယ်တွေရုတ်တရက်ဒေါသပေါက်ကွဲတာအော်ဟင်းငိုယူပြီးကြမ်းပြင်ပေါ်လှဲချတာမျိုးဟာမိဘတိုင်းကြုံဘူးတဲ့စိန်ခေါ်မှုတစ်ခုပါအထူးသဖြင့်ဈေးဝယ်စင်တာလို့လူမြင်ကွင်းမှာဖြစ်လာရင်ပိုလိုတောင်စိတ်ရှုပ်ထွေးစိတ်ပူပန်ရပါတယ် ဒီလိုချိန်မှာမိဘတွေဟာဘလို့တုံ့ပြန်ရမလဲဆိုတာမသိပဲပိုပြီးဒေါသထွက်လာတတ်ကြပါတယ်။ကျွန်တော်ကလေးထူးကူဆရာဝန်တဦးအနေနဲ့ကလေးရဲ့ဒေါသပေါက်ကွဲမှုကိုကင်တွယ်တဲ့အကောင်းဆုံးနည်းလမ်းကိုရှင်းပြပေးခြင်းပါတယ်။ဒေါသပေါက်ကွဲခြင်းကိုမှန်ကန်စွာဖြေရှင်းသည့်၃ချက်။တအဓိကကိုနားလည်ပေးပါ။ဒါဟာစိတ်ခံစားမှုတသက်ပါ။ ကလေးတွေရဲ့ဒေါသပေါက်ကွဲမှု tantrums အများစုဟာမယမက တောင်းဆိုခြင်း manipulation မဟုတ်ပါဘူးဒါဟာသူတို့ရဲ့စိတ်ခံစားမှုတွေကိုစကလုံးနဲ့ထုတ်ဖော်မပြောတတ်သေးတဲ့အတွက်အုံနောက်ရဲ့ရှေ့ပိုင်း personal codex ကအပြည့်အဝမဖွံ့ဖြိုးသေးလို့ထိန်းချုပ်မှုလွဲချော်သွားခြင်းသာဖြစ်ပါတယ်လုံဆောင်တဲ့သည်ဒါဟာသူတို့ရဲ့မှားယွင်းတဲ့အပြုမှုမဟုတ်ပဲပြင်းထန်တဲ့စိတ်ခံစားမှုတစ်ခုသာဖြစ်တယ်လို့လက်ခံလိုက်ပါနေ့တိတ်ဆိတ်ခြင်းနီးပြူဟာကိုအသုံးပြုပါ stay calm silent ကလေးကအော်ဟစ်ငိုယိုပြီးဒေါသထွက်နေတဲ့အချိန်မှာမိဘကလည်းအောင်နောက်တာအဖြစ်တင်တာမျိုးမလုပ်ပါနဲ့မိဘရဲ့တုံ့ပြန်မှုကပိုပြင်းထန်ရင်ကလေးရဲ့ဒေါသကိုစီမီးမွေးသလိုဖြစ်သွားစေပါတယ်။လှုပ်ဆောင်တဲ့သည့်တက်တောင့်တတရှိသောအကွာအဝေးတစ်ခုမှာရက်နေပါသို့မဟုတ်ထိုင်နေပါစကလုံးများနဲ့တုံ့ပြန်ခြင်းကိုရှောင်ပါသို့သောတင့်ကလေးကိုစောင့်ကြည့်နေကြောင်းပြပါဒါဟာကလေးကိုဒေါသရဲ့စွမ်းရင် energy ကုန်သွားအောင်သူ့ဘာသာထုတ်ဖော်ခွင့်ပေးခြင်းဖြစ်ပါတယ်။တုံ့ပြန်လေချိတ်ဆက်ပါ reconnect after the storm ကလေးရဲ့ဒေါသပေါက်ကွဲမှုငြိမ့်သက်သွားတဲ့အခါမှသာပြန်လဲချင်းကပ်ပါဒေါသပေါက်ကွဲပြီးခါစားကလေးဟာပင်ပန်းနွမ်းနေပြီးစိတ်ပိုင်းဆိုင်ရာပြောင်းညံ့နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာအဖြစ်ပေးတာဆုံးမတာမျိုးမလုပ်ပါနဲ့လောက်ဆောင်တင်သည်နှွေးထွေးစွာပွေပက်ပါသားသမီးဒေါသထွက်တာနားလေပါတယ်အခုငြိမ့်သက်သွားလို့မေမေဖေဖေဝမ်းသာတယ်လို့ပြောပြီးကလေးရဲ့စိတ်ခံစားချက်ကိုလက်ခံပေးပါပြီးမှ အတူချုပ်အဖြစ်ဘာကြောင့်ဒါကိုမရတာလဲဆိုတာကိုအေးအေးဆေးဆေးရှင်းပြပါဆုံးမခြင်းကိုအချိန်ခဏယူပြီးမှလုပ်ပါ မှတ်ထားပါဒေါသပေါက်ကွဲခြင်းကိုချက်ချင်းရပ်တန့်အောင်လုပ်ဖို့ထက်ကလေးကိုစိတ်ခံစားမှုထိန်းချုပ်တတ်အောင်သင်ကြားပေးဖို့ကပိုပြီးအရေးကြီးပါတယ်။မိဘတို့ရဲ့အတွေ့အကြုံလေးတွေမျှဝေပေးခဲ့ပါဦး။တင့်ကလေးရဲ့ဒေါသပေါက်ကွဲမှုကိုကင်တွေရမှာဘလို့နီလန်းကအထီရောက်ဆုံးလဲ။ဒီနီလန်းလေးတွေကိုတင့်တငယ်ချင်းမိဘတွေသိအောင် share ပေးလိုက်ပါဦး။